ောင်ကိုရီးယားနိုင်ငံမှာနိုင်ငံရေးသမားတွေနဲ့အကြီးကျယ်ပြဿနာတက်နေတဲ့အဆိုတော့ပို့ပို့နိုင်ငံရေးပြဿနာတွေကြားထဲမှာဝင်ပါလို့ရှုပ်ထွေးနေရတာကတော့အဆိုတော့ပို့ပို့ပါခုဆိုရင်ဆိုတော့ပို့ပို့တောင်တောင်ကိုရီးယားနိုင်ငံမှာတချင်းဆိုရင်လည်းမြန်မာနိုင်ငံသားချင်းချင်းရန်ပွဲတွေပါကြုံခဲ့ရတာပါဒီမတိုင်ခင်ဆိုတော့ပို့ပို့ဟာစင်ကာပူနိုင်ငံမှာမတတဆဈေးကြီးပေးကလက်မှတ်ရောင်းပြီးတော့ဝင်းနေရှိုးဝဲလို့လို့စ조사လို့ပြဿနာတက်ခင်ရပါသေးတယ်အလုံးတိကျတဲ့အတိုင်းခုချိန်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးကြက်တင်းကကုန်စည်နှုန်းတွေကလည်းအဆမပြေကြီးမြင့်လာတာပါဒါကြောင့်လည်းအခြေခံလူရန်းစားတွေမှာ တောင်းဝန်ဒီချက်တင်တာမှာဒီလိုအချိန်မှာတဘာဝဘေးရန်နေမျိုးစုံကလည်းမြန်မာနိုင်ငံကိုကြောက်ရွံ့ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့နှစ်တွေမှာရေဘေးနဲ့အတူခုချိန်မှာတော့ငလင်ဘေးတွေကကြောက်ရွံ့နေရဖြစ်ပါရင်ဒါအပြင်ပြည်တွင်းကလည်းဖြစ်နေပါသေးတယ်။ဒါကြောင့်လေလူတွေအတွက်ငွေရှာဖို့စီးပွားရှာဖို့ကခက်ခဲသလိုအကူအညီအလှုံငွေတွေလည်းများစွာကလည်းလိုအပ်နေတာဖြစ်ပါရင်ဒီလိုအချိန်မှာလည်းဆိုတော့ရင်ရုပ်ရှင်တရုပ်ဆောင်တွေနေတာကလည်းသရရဲ့နုပညာတွေကိုမတန်ဆမတောင်းဖို့ရှိုးဝဲမလုပ်ဖို့လိုအပ်လာတာပါ။ဟိုတလောဟာဆိုရင်ကျော်ဟင်းနဲ့တူရင်ဆိုပြီးတော့နာမည်ကြီးနေတဲ့မင်းသားနေဝင်တယောက် အမှုပညာရှင်ကိုရုပ်ရှင်တကသိန်းတစ်ထောင်တောင်းလို့တော်တော်လေးကိုဝေဖန်ခံနေရတာပါ။ဒါ့အပြင်ဆိုတော့ဆိုင်းဆိုင်ခန်းလိုက်ကလည်းသူ့ရဲ့မွေးနေ့ရှိုးဝဲကိုကြီးကျယ်ခမ်းနားစွာရောင်းချလို့ဝေဖန်ခံနေရတာပါ။ခုခါမှလည်းသူ့မရဲ့ရှိုးဝဲလက်မှတ်တွေကိုပဒဏ္ဍဆစီးနေရောင်းချသလိုနိုင်ငံဘက်ပြီးတော့ရှိုးဝဲလုံးတွေလို့လူပြောများနေတာကဆိုတော့ပူပူပါ။အစတော့ပူပူဆိုတာကတော့ထားလိုက်ပါ။ချစ်ဖူးကဲမြဆရဲ့တခြင်းတွေကိုတီဆိုရင်းနဲ့ပရိသတ်တွေထဲမှာနေရာတနေရာရရှိလာတဲ့ဆိုတော့တရားဝဲဖြစ်ပါတယ်။ဒါဖြစ်တော့ပူပူကရုပ်ရည်ချောင်းမောလာပါပြီချစ်စရာကောင်းတဲ့ အပြိုကြီးဆိုတော့ဖြစ်နေတာကြောင့်လည်းယောက်ျားလေးပြိသက်တွေကပုံပုံသဘောကြတာပါဒါပေမဲ့လည်းခုလက်တော်မှာတော့ပုံပုံတရားနာမည်ပြက်နေတာပါဒါကကမှလည်းပို့ပို့ကတောင်ကိုရီးယားနိုင်ငံမှာတချင်းသွားဆိုရင်လည်းပြဿနာတွေတက်ခဲ့တာပါအစရောပို့ပို့ဟာတောင်ကိုရီးယားနိုင်ငံကစားလောက်ဆိုင်တစ်ခုမှာရှိုးဝဲလုပ်နေစဉ်ကန့်ကွက်သူတွေကဆိုင်ရှင်မှာဆန္ဒပြခဲ့တာဖြစ်ပါရင်ဒီလိုချိန်မှာဆိုင်ရှင်နဲ့မူးနေတဲ့လူနှစ်ယောက်ကရောက်လာပြီးနောက်ပိုင်းပို့ပို့ရှိုးဝဲလာသူတွေနဲ့ကန့်ကွက်ဆန္ဒပြသူတွေကြားမှာပြဿနာကြီးကြီးတက်ခဲ့ကြတာပါဆိုပါဖြစ်ပြနေပတ်သက်ပြီး ဆန်ရှင်ကလိုက်လွှဲခင်ရလို့လည်းပြင်တွေ့ခင်ရပါတယ်။အများစုသောပြည်သက်တွေကတော့ဆိုတော့ပုံပုံဟာလမ်းမကြီးဆိုတော့တို့ဖြစ်ပေမဲ့ခုလိုမျိုးတိုင်းပြည်မှာငလင်ပိစစ်ဘေးတွေဖြစ်နေတဲ့အချိန်မှာပျော်ဝင်းရှင်ဝင်ရှိုးဝဲလုပ်နေတဲ့ပုံမှာမကြိုက်လို့ကန့်ကွက်နေရတယ်ဖြစ်ပါတယ်။တို့ဖြစ်တော့ပုံပုံဟာချမ်းသာနေရကိုဘာကြောင့်ပတ်စံရှာနေရလဲဆိုပြီးတော့ပြောခဲ့ပါတယ်။အစတော့ပုံပုံဟာကိုရင်ကလည်းအောင်မြင်တဲ့ဆိုတော့တို့ဖြစ်တယ်လို့ဒီမရဲ့မိသားစုကလည်းချမ်းသာပါတယ်။ဘဝငယ်စဉ်ကမိဘတွေနဲ့တူမနေဘူးဆိုပေမယ့်အဖွားဖြစ်သူကတော်တော်လေးကိုချမ်းသာကြွားရတာပါ ဒါကြောင့်လည်းအစိုးရပုပ်ပွဲရဲ့အဖွဲ့အစုံတော့ပုပ်ပွဲကအမွေရလိုက်တာဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းပုပ်ပွဲဟာသင်ကန်းတိုက်တွေတောင်ဖွင့်ကချမ်းသာကြောင်နေရပါ။ဒါမှမဟုတ်အစိုးရပုပ်ပွဲဟာစီးပွားရေးလုပ်ငန်းတွေပြင်အမှုပညာလုံးနဲ့ခွင့်ရှာတာကိုစတိုက်လုပ်နေရပါ။ဒါပြင်တော့ပုပ်ပွဲဟာနိုင်ငံရေးကိစ္စရုံးနဲ့အကျဉ်းထောင်တွေကထောက်လာပြီးနောက်ပိုင်းမှာတချင်းတွေကိုစတိုက်စိုးနေရဖြစ်ပါတယ်။အခုဆိုရင်ပုပ်ပွဲဟာပြည်ရင်းရှုပ်ဝဲလာမကပြပရှုပ်တွေပါလက်ခံဖျော်ဖြေနေရတာပါ။ဟိုတယ်လောကဆိုရင်စင်ကာပူနိုင်ငံမှာကျင်းပတဲ့အစိုးရပုပ်ပွဲရှုပ်ဝဲလက်မှတ်တွေဟာ အနည်းဆုံးဒေါ်လာ50ခန်းနဲ့အများဆုံးဒေါ်လာ100ထိရှိလို့ဝေဖန်ခံနေရတာပါ အစောပိုင်းရှင်းဝဲလက်မှတ်တွေကိုမြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင်တော့နှစ်သိန်းခွဲကနေ6သိန်းကျော်ထိကိုဈေးပေါက်နေရဖြစ်ပါတယ်ဒါကြောင့်လဲစင်ကိုရောက်မြန်မာတိုင်းဝန်ကပြင်းပြင်းထန်ထန်ဝေဖန်နေကြတာပါထို့သဖြင့်တော့ခုလိုမြန်မာနိုင်ငံမှာလူတွေစီးပွားရေးကြတဲ့ကအတိဒုက္ခရောက်နေစီမှာနိုင်ငံသားမတန်တဆစီးပွားလာရှာနေဆိုတော့ပုံပုံကိုစိတ်ဆိုးနေကြတာပါစင်ကိုရောက်မြန်မာနိုင်ငံသားတို့ကလည်းဆိုတော့ပုံပုံကကမ္ဘာကျော်ဆိုတော့လည်းမဟုတ်ပဲအားလုံးဒေါ်လာရနဲ့ချင်းမြန်မာငွေတိမ့်ချီဈေးကြီးပြီကကြည့်ရမှာလေး လင်းပေးမဲ့လှူရန်လိုက်မှာပေါ့ဆိုပြောလိုက်တာလည်းဖြစ်ပါရင်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအစရောပူပူဘယ်လိုပြင်ရမလဲဆိုတာပြောသွားကြပါအောင်ရှင်